ကတော်ဒီမမိုက်တော့နိုင်လန်ကြီးလင်းစေပြီစီလံကတော့လည်းပြပြဆောင်နေစေပြီကိုတော်နဲ့တီတွေ့ဖို့နေစေသူတည်ရဲ့နေဝါရဲ့တန်တွေရင်ချလုံးလာစီရန်မမိုက်တော့ကြီး လျာချံအခန်းကြီးသိဣဒရီလအမျိုးသားတို့သည်အဂုရုပြည်မှထွက်၍တူဒီယာနှင့်တူဒီယာလပရမနေ၌တိနာတော်တွင် ပရိတ်သတ်စီဝီယာသဲတော်မှာထာဝရဘုရားသည်မောရှိအားမိန့်တော်မူသည်ကား သင်နှင့်အာရုံသည်ဣဒရီလအမျိုးသားပရိသတ်တို့တွင်အသက်20လွန်၍စစ်တိုက်နိုင်သောယောက်ျားအပေါင်းတို့ကိုသူတို့အဆွေမျိုးအတီးအသီးလိုက်စရင်ယူလက်တက်ခင်းခြင်း၍ရေတွက်လော အမျိုးအနွယ်အတီးအသီးတီးတမျိုးတယောက်စီမိမိတို့အဆွေအမျိုးနှင့်တကြီးဖြစ်တော်လူတို့သည်သင်တို့နှင့်အတူကူညီ၍ထိုအမှုကိုဆောင်ရကြမည်သင်တို့နှင့်အတူကူညီ၍အမှုကိုဆောင်ရသောသူဟူမူကားရူပင်းအမျိုး ကေတုယတာအေလိစုယရှိမောင်အမျိုးစုရိရှက်တေတာရှေလူမြေလယုတာအမျိုး အမိနေတတာနာရှုံဣတခအမျိုးစုအာတာနာဒနီလစာပလုံအမျိုး ဟေလုံတာအေလာပယောတတာတွင်အေဖရင်အမျိုး အမိဟုတ်တာအေလိရှမမနာရှိအမျိုးပေတာစုယတာကာမလီလဗိယမိအမျိုးကိတောနီတာအဘိတန်တန်အမျိုး အမိရှက်တဲ့သားအဟိစာအာရှာအမျိုးဩကယန်သားပါဂျီလကက်အမျိုး တွေလသားအီလာတတ်နတ်တလီအမျိုး အေးနန်သားအဟိယသည်ဤသူတို့သည်ပရိတ်သတ်တွင်ကြောဇောသောသူအဆွေမျိုးတကြီးမင်းဖြစ်၍ဣတရီလအမျိုး၌လူသူထောင်စီအောက်ရသောသူ ဖြစ်ကြသည်ထိုတို့နာမဖြင့်ရွေးရွေးတော်မူသောထိုသူတို့ကိုမောရှိနှင့်အာရုံသည်ခေါ်၍ တုတ္တိယလာဗြဟ္မနေ၌ပရိတ္တအပေါင်းကို စီဝေးစီပြီးမှအဆွေမျိုးစည်းကိုဖော်ပြ၍အနှစ်20လွန်သောသူတို့၏နာမည်ပေါင်းကိုမှတ်သဖြင့်ထာဝရဘုရားသည်မောရှိအားမှာထားတော်မူသည့်အတိုင်းတိနာသော၌ဣဒရေလ အမျိုးသားတို့ကိုရည်သွက်လေ၏ဣဒရေလဤသားအိုရူပင်အမျိုးသားတို့တွင်အဆွေအမျိုးအတိအတိလိုက်၍နာမည်များကိုစည်ရင်း၌မှတ်သားသည့်အတိုင်း အသက်20လွန်ရွေးစစ်တိုင်နိုင်သောယောက်ျားပေါင်း46500ရှိကြ၏ရှီမောင်အမျိုးသားတို့တွင်အဆွေအမျိုးအသီးသီးလက်၍နာမည်များကိုစည်ရင်း၌မှတ်သားသည့်အတိုင်အသက်20လွန်ရွေးစစ်တိုင်နိုင်သောယောက်ျားပေါင်း96300ရှိကြ၏ကာအမျိုးသားတို့တွင်အဆွေအမျိုးအသီးအသီးလက်၍နာမည်စည်ရင်းကိုစည်ရင်း၌မှတ်သားသည့်အတိုင်အသက်20လွန်ရွေးစစ်တိုင်နိုင်သောယောက်ျားပေါင်း4000 9650ရှိကြ၏ယူဒအမျိုးသားတို့တွင်အဆွေအမျိုးအတီအတီလက်၍နာမည်များကိုစည်ရင်း၌မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုင်နိုင်သောယောက်ျားပေါင်း9460ရှိကြ၏ဤသခါအမျိုးသားတို့တွင်ဣဒရီလက် အမျိုးအတီးအတီးလက်၍နာမည်များကိုစည်ရင်း၌မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုင်နိုင်သောယောက်ျားပေါင်း9400ရှိကြ၏ဇာဘလုံအမျိုးသားတို့တွင်အဆွေအမျိုးအတီးအတီးလက်၍နာမည်များကိုစည်ရင်း၌မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုင်နိုင်သောယောက်ျားပေါင်း9000 2400ရှိကြ၏ယောသမစင်သက်သောအေဖရိ အမျိုးသားတို့တွင်အဆွေအမျိုးအတီးအတီးလက်၍နာမည်များကိုစည်ရင်နှင့်မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုင်နိုင်သောယောက်ျားပေါင်း4500ရှိကြ၏မနာရှိမျိုးသားတို့တွင်အဆွေအမျိုးအတီးအတီးလက်၍နာမည်စည်များကိုစည်ရင်နှင့်မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုင်နိုင်သောယောက်ျားပေါင်း 32200ရှိကြ၏ဗိယမင်းအမျိုးသားတို့၏အဆွေအမျိုးအတီးတီလက်၍နာမည်များကိုစိတ်ရင်း၌မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုင်နိုင်သောယောက်ျားပေါင်း35400ရှိကြ၏ဒန်အမျိုးသားတို့၏အဆွေအမျိုးအတီးတီလက်၍နာမည်များကိုစိတ်ရင်း၌မှတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုင်နိုင်သောယောက်ျားပေါင်း 62,800ရှိကြ၏အာရှမျိုးသားတို့တွင်အဆွေအမျိုးအသီးသီးလက်၍နာမည်စည်းရင်းများကိုစည်းရင်း၌မတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုင်နိုင်သောယောက်ျားပေါင်း4,150ရှိကြ၏နတ်တလီအမျိုးသားတို့တွင်အဆွေအမျိုးအသီးသီးလက်၍နာမည်များကိုစည်းရင်း၌မတ်သားသည့်အတိုင်းအသက်20လွန်၍စစ်တိုင်နိုင်သောယောက်ျားပေါင်း9,340ရှိကြ၏ထို့သောမောရှိနှင့်အာရုံအဆရှိသောဣဒရီလအမျိုးနှင့်အဆွေမျိုးတို့ကြီးဖြစ်သောမင်းနှင့် ်မင်းဆက်နှစ်ပါးတို့သည်ဣသရေလအမျိုးသားအပေါင်းတို့ကိုအဆွေအမျိုးအလိုက်ရေတွက်၍ဇရင်ယူသည့်အတိုင်အသက်20လွန်၍စစ်တိုက်နိုင်သောလူပေါင်းက63550ရှိသည်လေဝိသားတို့သည်ဘောဘအဆွေအမျိုးအလိုက် စည်ရင်မဝင်ရသည်အမှုမှာထာဝရပြသည်မောရှိအမိန်တော်မူသည်ကလေဝိသားတို့ကိုဣသရေလအမျိုးသားတို့နှင့်ယောနှော၍မရေတွက်ရစည်ရင်ထဲ၌မသွင်းရလေဝိသားအားတက်တေခန့်ချက်တဲတော်ကို၎င်းတဲတော်သဆရှိသည်မြကို၎င်းတဲတော်နှင့်ဆိုင်သည်မြကို၎င်းအာ၍တို့သည်တဲတော်နှင့်တဲတော်သဆအလုံးစုံကိုဆောင်ရွက်ရကြမည် တဲတော်မှုကိုလည်းထမ်းရကြမည်တချသောအခါတဲတော်ပလင်၌မိမိတို့နေရာ၌ချရကြမည်တဲတော်ကိုယူသွားခြင်းရောက်သောအခါလေဝိသားတို့သည်ရုပ်သိမ်းရမည် နေရာချခြင်းရောက်သောအခါထူထောင်ပြန်ရမည်လေဝိအမျိုးသားမှတပါအခြားသောအမျိုးသားတို့သည်ချင်းကလည်းအသေးတက်ချင်းကိုခံရမည်ဣသရေလအမျိုးသားတို့သည်တက်ချသောအခါအလုံးအရင်တလျှောက်လုံးလူတိုင်းမိမိ မိမိဆိုင်သောတတ်တွေမိမိဆိုင်သောအလန္နာမှမိမိသေးကိုစောက်ရမည်ဣသရေလအမျိုးသားစီဝိယပရိတ်တ်အပေါ်မှာအမျက်တော်မတက်ရောက်စေခြင်းကလေဝိသားတို့သည်တက်သိခံချက်သေးတော်ပတ်လည်နဲ့နေရာချ၍တက်သိခံချက်သေးတော်ကိုစောင့်ရှောက်ရမည်ဟုမောရှိအားထာဝရဘုရားမှာထားတော်မူသည့်အတိုင်းဣသရေလအမျိုးသားတို့သည်ပြုကြ၏ဆာလနံပါတ်89 32မှ82 ထိုအမှုအလုံးစုံတို့နဲ့ဣသရေလလူတို့သည်တွေ့ကြုံရတော့လဲအံပွေသောအမှုတော်တို့ကြောင့်ယုံကြည်ခြင်းမရှိပြမားလည်းနေကြသေး၏ထို့ကြောင့်သူတို့နေ့ရက်ကာလကိုအချီးနှီးလွန်စင်၍သူတို့နှစ်များကိုပေးဥပတ်တွင်မြုပ်တော်မူ၏သူတို့ကိုကွက်မြတ်တော်မူသောအခါကိုရော့ကို ရှာကြဤပြန်လာ၍ကိုရော့ကိုလိုက်ရှာကြဤဘုရားသခင်သည်သူတို့ဤကြောင့်အမျက်ဆုံးသောဘုရားသည်သူတို့ကိုကယ်တင်သောအရှင်ဖြစ်တော်မူသည်ကိုထိုအခါတည်းရကြဤသို့တော်လည်းကိုရော့ကိုနှုတ်ဖြစ်ချော့မို့၍ရှာဖြင့်လဲမှုသာစကားကိုရှောက်ဆိုကြဤသူတို့စိတ်တော်မူကရှေတော်၌မဖြောင့်တစ္ဆာကိုမဆောင်ပဲနေကြဤ ကိုရောမူကကယုနာစိတ်ရှိ၍သူတို့ကိုမဖြက်စီးပဲအပြစ်လွတ်တော်မူ၏ချိန်ပန်များစွာ စိတ်တော်ပြည့်၍အမျက်တော်ကိုနိုးစော်တော်မူသူတို့သည်အသားဖြစ်ကြောင်းကို၎င်းစုတည်၍နောက်တဖန်မလာတတ်သောဝိညာဉ်ဖြစ်ကြောင်းကို၎င်းအောင်မေတော်မူ၏သူတို့သည်ကိုရောကိုတော၌ပုံကံ၍လူစိတ်ညာရအရ၌စိတ်တော်နာပွေသော အကြောင်းများကိုချိန်ဖန်များစွာ ြုကြပါသည်တကားဖျားသခင်ကိုအဖန်ဖန်စုံစမ်း၍ဣသရေလအမျိုး၌တန့်ရှင်းတော်မူသောဖျားကိုဆန့်ကျင်ဖက်ပြုကြသည်တကားတကူတော်ကို၎င်းဒုက္ခတိတ်ကကယ်လွတ်တော်မူသောနေ့ရက်ကာလကို၎င်းမအောင်မိကြအေဂရိုပြည်၌လက္ခဏာသက်သေးတော်တို့ကို၎င်းစောနအယက်နအံ့ပွေသောအမှုတို့ကို၎င်းပြုတော်မူ၏ထိုပြည်သားတို့သည်ရေမတောက်ရမည်အကြောင်းသူတို့မြေရေဆိုင်းရေများကိုသွေးဖြစ်စေတော်မူ၏သူတို့ကိုကိစားတတ်သောရှင်ရဲတို့ကို၎င်းဖြစ်စီတတ်သော ောဖားတို့ကို၎င်းစီထွက်တော်မူ၏သူတို့၏မြေအသီးအနှံကိုခါခါတိလကျိုင်းတို့အား၎င်းသူတို့လှုပ်၍ရသောဥစ္စာကိုအရာပကျိုင်းတို့အား၎င်းပြီးတော်မူ၏သူတို့စပြက်နွယ်ပင်များကိုမိုးတီးဖြင့်၎င်း သူတို့တဖန်သည်များကိုနှင်းခဲဖြင့်၎င်းဖြတ်စည်းတော်မူ၏သူတို့၏တိုးနွားများကိုမိုးသီး၌၎င်းပြုစုသောတရိษံများကိုမိ၌၎င်းအတ်တော်မူ၏အမျက်တော်အရှိန်အားဖြင့်သူတို့၌သို့သောတမန်တို့ကိုစီလွှတ်၍လွန်မိုခြင်းတန်ခတ်ခြင်းနှောက်ယှက်ခြင်းအမှုကိုဖြတ်စည်းတော်မူ၏အမျက်တော်ဖို့လမ်းကိုပြင်ဆင်တော်မူ၏သူတို့အသက်ကိုမနှမြောသေးစေခြင်းကကာလနာသို့အနန္တဖြင့်အေဂရုပြည်၌တာအုပ်အပေါင်းတို့ကို၎င်းဟာမတာတို့နေရအရက်၌အထွတ်အမြတ်များကို၎င်း တန်ခတ်တော်မူ၏မိမိလူများကိုကတိုးကဲ့သို့ထွက်စေ၍တော၌သူတို့ကိုတိုးစုကဲ့သို့ပူဆောင်တော်မူ၏ပြီးနှင့်ကဲ့လွတ်အောင်ဆောင်တော်မူသည်ဖြင့်သူတို့သည်မကြောက်ရကြရန်သူတို့ကပင်လေရည်သည် လွှဲလေ၏တန်ရှင်တော်ပြီးတော့စွန့်တိုင်အောင်၎င်းလေယာလက်တော်အပြင် အုပ်ဆိုးအပိုင်ရတော်မူသောဤတောင်တို့၎င်း သူတို့ကိုပို့ဆောင်တော်မူ၏သူတို့ရှေမှာလည်းတပါအမျိုးသားတို့ကိုနှင်ထုတ်ပြလင်ဣတရီလအမျိုးအနွယ်အသီးသီးတို့သည်အမွေခံရသောမြေကိုတာထိုး၍ပိုင်းခြားလက်နေရာချတော်မူ၏တိုးတော်လည်းသူတို့သည်အမြင့်ဆုံးသောဘုရားကိုစုံစား၍ပုံကန်ကြ၏တတိခံတော်မူချက်များကိုမဆောင်ဘဲပိုးပေများကဲ့သို့ဖောက်ပြန်၍တစ္ဆာကိုဖြစ်ကြ၏လိန်တတ်သောလေကဲ့သို့လမ်းလွှဲကြ၏သူတို့သည်မြင့်သောအရက်များအားဖြင့်အမျက်တော်ကိုနှုံးဆော်၍ရုပ်တုများအားဖြင့်လဲစိတ်တော်ကိုချုပ်ချယ်နှောက်ရှက်ကြ၏ဘုရား ာသခင်သည်ကြားသည့်တော်မူလင်အမျက်တော်ထွက်၍ဣသရေလအမျိုးသားတို့ကိုအလွန်ယွန်းရှာသဖြင့်ရှိလောတဲတော်သည်ဟုသော လူတို့တွင်နေရာချတော်မူသောအရက်ကိုဆွန့်ပစ်တော်မူ၏တကူတော်ကိုတင်သွားစေခြင်းဟာ၎င်း ဘုံတော်ကိုရန်သူလက်သို့ရောက်စီခြင်းကားလောက်စီရင်တော်မူ၏မိမိလူတို့ကိုလည်းဓာပိ၌အယွတ်အမွေတော်ကိုအမျက်ထွက်တော်မူ၏လူပြိုတို့သည်မိလောင်ခြင်းကိုခံရတော်လဲအပြိုတို့သည်မကူကြွေးရကြယပရောဟိတ်တို့သည်ဓာပိဖြင့်ဆုံးတော်လဲမုတ်ဆောင်းမတို့သည်မြည်တမ်းခြင်းကိုမပြုရကြထိုကားဘုရားရှင်သည်အိပ်ပျော်ပြီးသောသူကဲ့သို့၎င်းစပြည့်ရီကြောင့်ငြိမ်ပြီးသောသူကဲ့သို့၎င်းနိုးတော်မူ၏ရန်သူတို့ကိုတန်ခတ်၍လှမ်းသည်ဖြင့်အစဉ်အမြဲအရှက်ကွဲစေတော်မူ၏သူရသည်ယောသဤသေးတော်ကိုညှင်းပေ၍ ၍အေဖရင်အမျိုးကိုရွေးတော်မမူယူတာအမျိုးကို၎င်းချစ်တော်မူသောစိအောင်တောင်းကို၎င်းရွေးတော်မူ၏တန်ရှင်ရဌာနတို့ကို အထွက်ကဲ့သို့တိဆောက်၍မြင်းကြီးကဲ့သို့အစဉ်အမြဲ တီစီတော်မူ၏ကျွန်တော်မျိုးတာဝိကိုတိုးချမ်းများထဲကရွေးယူတော်မူ၏တောင်ရဲ့ရှိသောတုမတို့ကိုထိန်ချင်းအမှုမှနှုတ်၍မိမိလူတီဟုသောယာကုပ်အမျိုးသားအမွေတော်တီဟုသောဣသရေလလူတို့ကိုကျွေးမွေးစီခြင်းကခံထားတော်မူ၏ထို့သူသည်ဖြောက်မှတ်သောသဘောရှိသည့်အတိုင်းကျွေးမွေး၍လိမ္မာသောလက်နှင့်ပူဆောင်လေ၏ရှမာကုခရစ်ဝင်ကျမ်းအခန်းကြီး7အပိုင်းငယ်18မှ54 ထမြောက်ရှင်ပြန်ခြင်းမရှိဟုအယီရှိအယူရှိသောစတုကဲတို့သည်လည်းအထံတော်သို့ချင်းကပ်၍အရှင်ဖျားလူမိဒီကသားမရှိပေတည်သွား၍မယားကြံရက်လင်သူ့ညီဒီထိုမိမကိုတင်ယူ၍ညီကိုအမျိုးမပြတ်ဆက်နွယ်စေဟုကျွန်တို့အမောရှိစီရင်ထားပါပြီညီကိုခနှစ်ယောက်ရှိပါ၏အကိုအကြီးဒီမိမနှင့်ဆုံးဖက်၍သားမရှိပေတည်လင်သူ၏မယားကို သူ့ညီအကြီးတင်ယူ၍သားမရှိပေတည်ပြန်လေ၏ထိုသူတတိယသူမှဆ ਾਇ ၍တယောက်နောက်တယောက် ခုနှစ်ယောက်သောညီကိုတို့သည်ထုံမင်းမကိုတင်ယူ၍ဒါကိုမကြံရစ်စီကြနောက်ဆုံး၌မိမသည်လည်းတေလိဤသို့ဖြစ်၍ထမြောက်ရကာလ၌သူတို့သည်ထမြောက်ကြသောအခါထုံမင်းမသည်အဘယ်သူ၏မယားဖြစ်ပါမနည်း ထိုသူခုနှစ်ယောက်တို့သည်ထိုမိမနှင့်စုံပက်ခြင်းကိုပြုကြပြီးဟုမေးလျှောက်ကြ၏ယေရှုကလည်းသင်တို့သည်စံစာကိုနားမလဲဖျားသခင်တကူတော်ကိုမသိသောကြောင့်မှားသောအယူကိုယူကြ၏တေခြင်းမှထမြောက်သောအခါစုံပက်ခြင်းကိုမပြုထိမ်းမြပေးစားခြင်းကိုမပြုကောင်းကင်တမန်ကဲ့သို့ဖြစ်ကြလေ ဖြစ်ကြ၏ဒုမသဘာတေလွန်သောသူတို့သည်ထမ်းတော်ချင်းအရာမှဘုရားသခင်ကငါသည်အာဗြဟံ၏ဖျားဣသရေလ၏ဖျားယာကုပ်၏ဖျားဖြစ်သည်ဟုမောရှိအားမိန့်တော်မူကြောင်းကိုမောရှု၏ကြံချုံခန်း၌သင်တို့သည်မဖတ်ဖို့တလို့ဘုရားသခင်သည်တည်နေသောသူတို့၏ဖျားမောအသက်ရှင်သောသူတို့၏ဖျားဖြစ်တော်မူ၏ထို့ကြောင့်သင်တို့သည်အလွန်မှားကြသည်ဟုမိန့်တော်မူ၏ထို့သူဆွေးနွေးငင်းခုကြသည်ကိုကြံပြုဆရာသည်ရောက်သည်ကြားလေ ကြား၍ကိုတော်သည်လျှောက်ပတ်စွာပြန်ပြောတော်မူသည်ကိုသိမြင်လေအထံတော်သို့ချင်းခတ်၍ပညာတကားတို့တွင်အပေမိသောပညာတည်သာ၍ မြတ်တဏီဟုမေလျှောက်တော်ယေရှုကပညာတကားတို့တွင်အမျက်ဆုံးသောပညာဟုမူကားအိုဣဒရီလအမျိုးနားထောင်လို့ငါတို့၏ပြားသခင်ထာဝရဘုရားသည်တဆူသည်သောထာဝရဘုရားဖြစ်တော်မူ၏ထာဝရဘုရားသည်တဘာသည်ဖြစ်တော်မူ၏သင်ဘုရားသခင်ထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ဉာဏ်ရှိသည်မြအစွမ်းတတ်သည့်ရှိသည်မြနှင့်ချစ်လော့ဤပညာတည်ပရမပညာဖြစ်၏ထိုမှတဘာကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမျှချစ်လော့ဟုသောသူသည်ယပညာတည်ပရမပညာနှင့်တဘောတူ၏ ဤပညာတုထက်သာ၍ကြီးမြတ်သောပညာမရှိဟု၍ပြန်၍မိန်တော်မူ၏ကျမ်းပြုဆရာကလည်းအရှင်ဖျားအကယ်စင်စစ်ကိုရောတိလက်ပတ်စွာမိန်တော်မူပြီးဖျားသခင်တဆူတိရှိတော်မူ၏ထိုမှတပါး အချားတော်ဖရာသခင်မရှိထိုဖရာသခင်ကိုစိတ်နှလုံးအကျွေးမဲ့ဉာဏ်ရှိသည်မြတ်အစွမ်းတသည့်ရှိသည်မြတ်နဲ့ချစ်ချင်းကိုနဲ့ဆက်ဆိုင်တော်သူကိုလည်းကိုနဲ့အမျှချစ်ချင်းအကျင့်တည်မီးရှို့တော်ရစ်ကောင်မှဆ၍ရစ်အမျိုးမျိုးတို့ကိုပူဇော်ခြင်းအကျင့်သက်သာ၍မြတ်ပါသည်ဟုလျှောက်လေ၏ထိုတို့ပညာတတိနဲ့ပြန်လျှောက်သည်ကိုယေရှုသည်တည်မြဲလေတင်းသည်ဖရာသခင်၏နိုင်ငံတော်နဲ့မဝေးဟုအမိန့်တော်မူ၏ နာရဖန်အပေသူမြတ်မမေးမလျှောက်ဝင်ကြဒုက္ခယေရှုသည် ပိတ်မှန်တော်၌ဆုံးမဩဝါဒပေးတော်မူစဉ်ခရစ်တော်သည်တာဝိဤတာဖြစ်သည်ဟုကြံပြုဆရာတို့သည်အဘေကြောင့်ဆိုကြသည်။တာဝိဤစကားမှထာဝရဘုရားကဒီရန်သူတို့ကိုသင်ဤခြေတင်ရာငါမချမထားမီတိုင်အောင်ငါလက်ရာဘက်၌ထိုင်နေလော့ဟုငါဤသခင်အားမိန့်တော်မူသည်ဟုတန်ရှင်တော်ဝိညာဉ်တော်အပြင်တာဝိဆိုသည် ်ထို့သူဒါဝိဒ်ဒီခရစ်တော်ကိုသခင်ဟု၍ခေါ်လင်းအဘေတို့သူ၏သားဖြစ်သည်ဟုမိတော်မူ၏လူများအပေါင်းတို့သည်အာရဝမ်းမြောက်သော စိတ်နှင့်စကားတော်ကိုနားထောင်ကြ၏ထို့သူဆုံးမဩဝါဒပေးစွန်းသည့်တဖန်မိတော်မူသည်ကဂျမ်းပြူဆရာတို့ကိုဆောင်ကြလောသူတို့သည်ရှေသောအင်ကြီးကိုဝတ်လက်လေချင်းက အလိုရှိကြ၏ဈေး၌ယူသည်စွာနှုတ်ဆက်ခြင်းကို၎င်းပွဲတဲ့ပင်တရားစီရတော့၌မြင့်မြတ်သောနေရာထိုင်ရာကို၎င်းနှက်တဲ့ကြ၏ သူတို့ဒီမုံဆိုးမှအင်ကိုလူယူသိမ်းစား၍အပြစ်မပေါ်စေခြင်းကရှည်စွာသောပထနာစကားကိုရွတ်တတ်ကြ၏သူတို့ဒီတား၍ကြီးသောတန်းကိုခံရကြမည်ဟုမိန်တော်မူ၏ထို့နောက်ယေရှုသည် ပန်တာတိုက်ရှေ့မှတိုင်းတော်မူစီလူများတို့သည်ကြီးငွေကိုပန်နာတိုက်သေးသူတွင်းချသည်ကိုကြည့်ရှုတော်မူ၏ငွေရသောသူသူအများတို့သည် များစွာတွင်းချကြ၏စိန်ရသောမုတ်ဆိုးမှတယောက်ဒီလာ၍တပဲလောက်တန်သောကြီးနှင့်သင်္ကန်းနှစ်ပြားကိုတွင်းချ၏ ။ကိုရိုဒီတပည့်တော်တို့ကိုခေါ်၍ငါအမှန်ဆိုဒီကပန္နာတိုက်ထဲသို့တွင်းချတော်သူအပေါင်းတို့ထက်ထိုစင်းရသောမုတ်ဆိုးမှသည်တာ၍တွင်းချခဲ့ပြီ။အကြောင်းမူကားထိုသူအပေါင်းတို့သည်မိမိတို့ကြွယ်ဝသောစည်းစိမ်ထဲကနှုတ်၍တွင်းချကြ၏။ထိုမိမမူကားအလွန်စင်းရလက်ပင်မိမိအသက်မွေးစရာအဥ္စာရှိသည်များကိုတွင်းချလေပြီဟုမိန့်တော်မူ၏။